မင်္ဂလာပါရှင်ရောင်းကတိချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ရင်းမြို့နယ်မှာစစ်ကြောင်းတို့နဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကပုံချိတောင်းပါဝင်စစ်နောင်သေးဆောင်မွန်ပြင်းနယ်ရင်းမြို့နယ်တွင်စစ်ကြောင်းတို့နဲ့ဂျပန်စစ်တပ်ကိုတုံရစလိုက်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကပုံချိတောင်းပါဝင်စစ်နောင်သေးဆောင်ကြောင့် Monster Revolutionary 4မှာပြောရေးဆိုခွင့်ရှင်သူမိတလာညံကပြောရင်း အော်တိုဘလောက်ဆိုင်နေမနက်ခွန်နိုင်ကန်ချိန်ရင်းမြုံနယ်ကနေကမော့ရွာနီစစ်ကြောင်းတွန်းလိုက်ကျန်ဖတ်စစ်တပ်ကိုတွန်းလိုက်တပ်တွေကပျောက်ကြားစနစ်နဲ့ဇာပြတိုက်ခဲ့ရမှာစစ်တပ်ကတက်ကြကြီးတဲ့အုပ်ပါဝင်နှောင်းသိဆုံးပြီးတွန်းလိုက်မှာမိတ်တဖွဲ့နေတိကိုင်းမရှိပြန်လဲဆောက်ခွန်နိုင်ခဲ့တယ်အလားတူညနေညနေ၄နာရီခန့်မှာအောင်သာရွာနဲ့လိမ္မော်ကျန်းကားလန်နီမှာဂျပန်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေတိုက်ပွဲတွေကတမန်ကြောပြတ်တိုက်ခိုက်စဉ်တိုက်ပွဲမိနစ်၃၀ခန့်ဖြစ်ပွားပြီးစစ်သားတအုပ်ထိဆောင်ကတေယုထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တို့တော်တို့မလာစတဲ့ရနေ့မော်လဲဆန္ဒနာရေးကံကျဲအောင်တပြေဖုံးကြည့်ကြောင်းဒီမှာရှာဂျပန်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ပုံနှလုံးကျဲကြခြင်းနဲ့လက်နက်ကြီးပြခတ်တိုက်ခိုက်ခြင်းတို့ကြောင့်စစ်သားတောင်းဒေဆောင်ကတောက်တိကတရားရှိခဲ့ကြောင်းအော်တိုဘာလ12ရက်နေ့မနက်7:00နာရီ10မိနစ်ကန်ချိန်မှာလဲဘေလမိုင်းကျေးရွာမှာဧကပါစရာနေကိုစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်တပ်နဲ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားကစစ်တပ်ဘက်ကပိုကြီးတောက်ပောင်းရှင်းဦးဒေဆောင်က9:00တက်မနက်တိကတရားရှိခဲ့တယ် အစောပိုင်းတိုက်ခိုက်မှုကိုဒေါ်လိုင်းမာမေပူပါတပွဲဖြစ်တဲ့မော်ပြေဒေါ်လိုင်းတဲ့ရေးပြည်သူကာကွယ်တဲ့ရမညာတက်တော့ KNL တိုင်းနဲ့ဇက်ကိုတက်ခွဲတဲ့ပြွာ33ဒေါ်နာချင်မုံရေးတက်ခွဲနဲ့တပင်ရွှေရီတက်တို့ကပူပေါင်းလုံဆောင်ခဲ့ပါတယ်။ဆလပီတောင်းတော်မြို့နယ်ရုံးစင်ကြီးအောင်မှာတက်ဆွဲတိုင်းစတဲ့ကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးစုစစ်တပ်ကရင်ရွာမှာအမျိုးသမီးချောက်ကွန်မြိုင်ကျင်းခဲ့ပြည်သူနယ်ကိုတပ်ဖြတ်ခဲ့မန္တလေးတိုင်းတောင်းတော်မြို့နယ်ရုံးစင်ကြီးအရှင်နေနေမှာတက်ဆွဲထားတဲ့ အကြပ်ဖက်စစ်တပ်ကောင်ရတိုက်ခိုက်ရာစစ်တပ်ဘက်ကကြောင်းအသေးဆုံးကြောင်းမြင်းကြံခဲအမှတ်တုံးတန်းပြောရေးဆောင်ခွင့်ရှိသူဗိုလ်မှူးတကပြောတယ်။အော်တိုမလော့ဆက်သွဲနေတောင်တာမြို့နယ်ရုံးစင်ကြီးအဝင်လမ်းပေးရှိနေနေမှာတက်ဆွဲထားတဲ့အကြပ်ဖက်စစ်သားတွေကိုမင်းသားကြီးစစ်သားကနေဦးဆောင်ပြီး60မမ40မမလက်နက်ကြီးနဲ့ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းတော်တိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကကြောင်းအသေးဆုံးမျိုးတော်လင်းတပ်ဖွဲ့နဲ့ထိခိုက်မှုပြန်လည်ဆောင်ခနိုင်ခဲ့တယ်။ရုံးစည်ကြီးကျအဝင်လမ်းပေးဝဲရတခြားမှာရှိတဲ့ပြည်သူပိုင်နေနေမှာတက်ဆွဲထားတဲ့စစ်ကိုယ်တွေက60မမ40မမ လက်နက်ငယ်တွေနဲ့တအားပစ်ခတ်တိုက်ခိုက်တယ်လက်နက်ကြီးဒီမှန်မီစစ်ခွေးချောက်ကတင်းဆောင်တယ်အစောပိုင်းရုံစီဂျီယာမှာဂျပန်စစ်တပ်က Streamer 15ရဲ့76နဲ့79ရက်နေတို့မှာအသက်76နှစ်ကနေ56နှစ်ရွယ်အမျိုးသမီးချောက်ကအုပ်စုဖွဲ့မလေးပြုကျင်ပြီးကျေးရသား45နှစ်ရွယ်ကိုရဲနဲ့56နှစ်ရွယ်ကိုတောင်းညွန့်တို့ကိုလည်းရရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့ပါတယ်ဆလပီဝလမြွနယ်ရှိတမန်တရာစာတင်ကြောင်းပါဝင်ရာသားကြီးအကိုစစ်တပ်ကလင်း ဂျီယိုကော့ပတာစက်တက်လေတရေနဲ့နေစေပေါ်ကျဲတိုက်ခိုက်မှုပြည်သူကြောင့်ဒီကိတရေရပြီးအစာအုပ်တွေပြန်စီစကိုင်းနယ်မော်လက်မြို့နယ်မှာရှိတဲ့တမန်တာရွာစတင်ကြောင်းပေါင်းပြီးရွာသားကြီးရွာကိုကြက်ဖက်စစ်တပ်ကလေရင်ဂျီယိုကော့ပတာစက်တက်လေစီနဲ့နေစေပေါ်ကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူကြောင့်ဒီကိတရေရပြီးတော့ အစာဦးတွေပြင်ဆင်ခဲ့ကြအောင်နေဦးအောင်ဘွဲမှာတာဝန်ရှိသူကပြောတယ်။အောက်တိုဘာလ14ရက်နေ့မော်လယ်တနအိ50မိနစ်ခန့်မှာဝက်လက်မြွနဲ့တမန်သားကြာစာတင်ကြကိုဂျပန်စစ်တပ်ကစစ်တပ်လေဒီနဲ့စင်းနဲ့ပုံစံတိုက်ခိုက်ခဲ့ကြောင်းအဂျပန်စစ်တပ်ပုံစံတိုက်ခိုက်မှုတွေမြို့သားတပ်ဦးနဲ့မြို့သမီးတပ်တို့ထိခိုက်ဒဏ်ရာရရှိပြီးအစာဦးတွေပြင်ဆင်ခဲ့ပါတယ်။ထို့ပုံစံတိုက်ခိုက်မှုတွေပောက်ကွဲခြင်းမရှိဘဲဘုံတလုံးကိုရွှေ့ပိုခိုင်းတိုင်းတင်တဲ့ဝက်လက်မြွနဲ့ပကပါတို့ကပူပေါင်းရှင်းနေပေးခဲ့ကြောင်းသိရတယ်။ အလားတူအော်တိုဘလ15ရက်နေ့မနက်10:35မိနစ်ကမှလည်းဂျပန်စစ်တပ်ကဝက်လက်မြွနဲ့ရွာသားကြီးကြီးကိုဂျီယိုကော့ပတာ3စီးနဲ့ပေါ်ကျတိုက်ခိုက်ပြီးပြည်သူတွေထိခိုက်မှုရှိကြောင်းရွာသားကြီးရွာကိုဂျပန်စစ်တပ်ကအော်တိုဘလ12ရက်နေ့ကနေစတင်ပြီးလက်ရှိချိန်ထိလေယာဉ်ဂျီယိုကော့ပတာတွေနဲ့နေစဉ်ပေါ်ကျတိုက်ခိုက်နေခြင်းဖြစ်ပြီးပြည်သူလည်းထိခိုက်ဒဏ်ရာကရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဆက်လက်ပြီးတောင်သားနယ်ထနောင်းကုန်းပြူရွာကိုကျောင်းဆင်မမနယ်ပြည်ကံမှုပြုနယ်ဒီကိုင်းမဲလေးတိုင်းတောင်သားမြို့နယ်ထနောင်းကုန်းပြူရွာနယ်ကိုဒေသတော်လိုင်းတပ်တွေကကျောင်းဆင်မမလက်နက်ကျင်းနဲ့တောင်ပြေကတိုက်ခိုက်ခဲ့လို့ပကံကလုံတက်ကတရင်တောင်ပြန်နဲ့မနေ့ကထုတ်ပြန်ကြတဲ့မှာဂျပန်စေုပ်စုဝင်နေနဲ့နောက်လိုက်ပြူစော်တွေတက်ဆွဲထားရထနောင်းကုန်းပြူရွာနယ်ကိုကျောင်းဆင်မမတွေတရက်ဆက်ပြည်တွင်တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်မှုတွေပြူစော်တွေနောက်တန်းရသွားပြီးတစားတိုက်ခိုက်ပွင့်ရှိခဲ့လို့သိရပြီးဒေသစင်ရဲကိုပကံကလုံတဖွဲ့အနေနဲ့ပြုလုပ်ခဲ့ရဖြစ်ပါတယ် ဆက်လက်ပြီးတော့ဒီကရာကိုစစ်တပ်ပုံစံပြည်သူ့ချုပ်ဒီဂိုင်းကရင်မျိုးသားစီယုံကန်နူတမလီမိတ်တဝဲခိုင်တိကိဒေတာကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းကနေထပ်မံတိုက်ခိုက်တဲ့ပြည်သူ့ချုပ်ဒီဂိုင်းမှုရှိခဲ့တယ်လို့ KNU မိတ်တဝဲခိုင်ကသတင်းထုတ်ပြန်နေအော်ဒဝါလဆလျက်နေ့လယ်ပိုင်းမှာတဝဲမြို့နယ်ထိကိကြရာကိုစစ်ကောင်စီကပုံစံခဲ့လို့အစအုပ်ထိခိုက်ပြင်စီကပြည်သူ့ချုပ် ထရရခဲ့လို့လည်းတည်ပေးတယ်ထိခိုက်တယ်ရသူရတော့ကတော့ဖော်ပြထားခြင်းမရှိဘူးစေကောင်းစီတန်းဟာ KNU မိတ်တွယ် KI သိပိုက်ထားတဲ့ထိခိုက်ရွာကအော်တိုဘာ၈ရက်ကစပြီးလေးချောင်းကနေဘုံနေစက်တိုက်ကျဲခဲ့တယ်အော်တိုဘာ၈ရက်နေ့မနက်မှာဝိုင်တွဲနဲ့ဘုံတိ၄၀ကျော်ကျဲစားတိုက်ခိုက်ခဲ့တယ်လို့နေကင်းပိုက်မှာတိုက်လင်းနဲ့ဘုံကျဲခဲ့တယ် အော်တိုမဆလီရဲ့မာလေးကျောင်းတိုက်ခိုက်မှုမှာကျေးရွာတွေမှာနိုင်ငံကျန်းရှိနေပြည်သူတို့ထိခိုက်တာဖြစ်တယ်လို့ KNL တပ်မလေးတရင်မြစ်ကပြောတယ်။အနာသိစိတ်ကောင်စရာ DK ပါဝင်နိုင်ငံတော်မှာလက်လွတ်ဆုံးရှုံထားတဲ့နေမြေဒေသတွေကိုလေကျောင်းစစ်စင်ရှင်မြေလောက်ဆောင်နေလို့ပြည်သူတွေဆုံးထိခိုက်မှုကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။ဒါကြောင့်ပြည်သူတွေစေတရီရှိဖို့လေကျောင်းအကာအကွယ်ဆိုင်လိုက်နာကြဖို့တိုက်တွန်းလို့ဆိုတယ်။ဆလဘီစက်ဆုရွေးကောက်ဘဲကိုတည်မှန်ပြဖို့အာဆီယံကိုတိုက်တွန်း။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအနာသိစိတ်ကောင်စရာဥဆောင်ကျင်းပမယ့်ရွေးကောက်ပွဲဟာ အခြေခံတရားဝင်မှုတွေနဲ့မကိုက်ညီတဲ့အာဆီယံဘွဲကအသိမှပြုဖို့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးအောင်ထိုင်းကနေတိုင်းနိုင်ငံသားရဲ့ဝင်ကြီးအောင်နဲ့မြန်မာပြည်ကျန်းကျန်သူကုလသမဂ္ဂအထူးကိုယ်စားလှယ်တောင်းဦးတို့ပူးပေါင်းပြီးထုတ်ပြန်ချက်တိုက်တွန်းလိုက်တယ်။မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဟောင်းဆိုင်ဖူတင်အဗ်ဒူလာတိုင်းနိုင်ငံသားရဲ့ဝင်ကြီးအောင်ကာစစ်ဖီရိုမြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂလူခွင့်ကွန်စီမစ်ရှင်ဥက္ကဋ္ဌမူဇိုကီဒါရုစ်မန်မြန်မာနိုင်ငံဆိုင်ရာကုလထုတ်တန်မန်ဟောင်းရန်ဟီလီနဲ့မြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂဆက်လက်ရှာဖွေမစ်ရှင်ဥက္ကဋ္ဌဟောင်းခရစ်စီတိုဒိုတီတို့လက်မှတ်ထိုးထားပြီးတွေ့ထုတ်ပြန်ချက်ထဲမှာ ဒီလအတွင်းမလေးရှားနိုင်ငံမှာကျင်းပမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးစနစ်ပွဲမြန်မာအာဏာသိမ်းစစ်ဆုကကျင်းပမယ့်ရွေးကောက်ပွဲကိုလက်မခံကြောင်းပြသဖို့နောက်ဆုံးခွင့်ရဖြစ်ကြောင်းအာဆီယံအနေနဲ့ရွေးကောက်ပွဲကိုအတိမံပြုဖို့လို့မပြောဘူးဆိုရင်မြန်မာပြည်သူရဲ့ဆက်ဆက်တပြက်ခံရတာတွေကိုလက်လူရှာရောက်မှာဖြစ်ပြီးမြန်မာစစ်အာဏာရှင်တွေကိုစုလက်ချီးမြှင့်သွားမှာဖြစ်တယ်လို့ဖော်ပြရတယ်။မြန်မာနိုင်ငံရေးပေါ်အာဆီယံမှာအမြင်နဲ့လှုပ်ဆောင်ချက်တွေကြောင့်ဆွေးလိုက်ပြောင်းလဲတပြတ်ခံရမှုတွေပိုများလာတယ်လို့နိုင်ငံပြည်ကြော်ရဆွေးမှုတွေတိုးလာစေပြီးအနာသိဆဲအုပ်စုပြစ်နိုင်ကြလွန်ခွင့်ရနေတာကကလေးသင်ငယ်တွေရဲ့ပါဝင် အရက်သားတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုပုံများလာနေလို့ထောက်ပြရတယ်။လက်လုံးမှာအနာသိန်းစင်းဥစုကတရင်ကျော်လာပညာမီထုံဝဲချင်းပါနဲ့စကိုင်းတိုင်းချောင်းမြွနယ်တွေကရွာတရာကိုလေချောင်းကနေတိုက်ခိုက်ခဲ့ရကြအောင်အနည်းဆုံး26ဆောင်အထိဆောင်ခဲ့တယ်။အဲ့ဒီမတိုင်ခင်ကလည်းရက်ခိုင်ပြည်နယ်ကျောက်တော်မြို့ကပုဂ္ဂလိကစာတင်ကြောင်လေချောင်းတိုက်ခိုက်ခဲ့ရမှုမှာကျောင်းသားလူငယ်22ဦးထိဆောင်ခဲ့တယ်။အတော်ဘာလကိုရနေကအာနာသိန်းစစ်ကောင်းဆောင်မြောင်းလိုင်းနဲ့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနဲ့ပြည်တော်တွေ့ဆုံပွဲပြီးမှမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးက ရွေးကောက်ပွဲလေးလာဆောင်ကျေပွဲတစ်ပွဲဆေးလို့မယ်လို့ကြေပေးခဲ့ကြအောင်စေအုပ်စုပိုင်းမြမအလင်းတင်းစာမဖော်ပြခဲ့ပါတယ်။အာနာသိစ်ကောင်ဆောင်နဲ့အာဆီယံဖွဲ့ချာမြမနိုင်ငံဆိုင်ပုံသဘောတူညီချက်၅ချက်ကိုစေအုပ်စုဘက်ကလိုက်နာဖို့ပြတ်ကွက်ခဲ့တဲ့အတွက်၂၀၂၂ခုနှစ်ကတည်းကမြမစစ်ကောင်ဆောင်တွေကိုအာဆီယံထိပ်သီးစည်းဝေးတရားခွင်အာဆီယံကပိတ်ပင်ထားပါတယ်။ ဒါအပြင်တနင်္ဂနွေပြည့်ခတ်ရက်စိမ်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေပေးပို့တာတွေအဆင်ပြေချောမွေတောင်းလို့ပို့စူးစမ်းနေမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းမြို့သားညီညီဆွေရအန်ယူဂျီတိုင်းဒါလန်နဲ့ကိုင်ဖွဲ့နဲ့အရက်ဖက်လူမျိုးဖွဲ့စီပါဝင်ပါတင်ပါတိုက်တွေနဲ့ပူးပေါင်းပြီးဒီမိုကရေစီလမ်းပြမြေပေါ်တစ်ခုအကောင့်ထဲပေါ်ဖို့ဆိုပြီးအာဆီယံကိုတောင်းဆိုထားပါတယ်ဆက်လက်ပြီးစစ်ကော်မရှင်ကပြုလုပ်မဲ့ ။ NCA ဆယ်နှစ်ပြည့်ခမ်းနားကိုပြည့်ရက်ဖွဲ့ခေါင်းဆောင်နဲ့အာဆီယံဆက်ဥက္ကဋ္ဌဘုတ်ချုပ်ကြီးရွတ်စက်တယောက်ချင်းမရှိ။အာနာသိန်းဆက်ကော်မရှင်ကနေပြည်တော်မှာပြုလုပ်တဲ့တနင်္ဂနွေလောပြည့်ခတ်တိုက်ခိုက်မှုရက်စရီသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်ခမ်းနားကို၎င်းတို့နဲ့တိတွေ့ဆက်ဆံနေတဲ့လက်ကျန်ပြည့်ခတ်အဖွဲ့ခေါင်းဆောင်ဘုတ်ချုပ်ကြီးရွတ်စက်တယောက်ချင်းမရှိကြောင်းသိရတယ်။ဘုဇကြီးရုပ်စစ်ကရှမ်းပြည်ပြည်နယ်ထူထားတဲ့ကောင်စီရဲ့ဥက္ကဋ္ဌဖြစ်လို့ NCA ရေးထိုးထားတဲ့လက်ကျန်ပြည်ခတ်အဖွဲ့ရဲ့မဟာမိတ်အဖွဲ့ Seven EU Alliance ကောင်ဆောင်ဖြစ်လဲတာဝန်ယူထားသူဖြစ်ပြီးရခိုင်နဲ့ NCA နှစ်ပတ်လည်နေ့တွေမှာ၎င်းကိုယ်တိုင်ဦးဆောင်တရားလို့ရှိရင် ရခိုင်နေမှာတော့ RCSS ကိုစလဲကိုသာဆဲလို့ပြီးရခိုင်တယောက်နေကြ KNU ဥက္ကဋ္ဌအောင်စောမှုတူစီဖို့နဲ့ဘရိုဆော့ရှင်မောင်တကီပီတူစီဦးစီချုပ်ဒုဘိုချုပ်ကြီးဆော့ရှင်ဝါ KNU KNL PC တူဥက္ကဋ္ဌနောက်ကပေါ်တူ ALP ဥက္ကဋ္ဌဒေါက်ဆာမြတ်ရဇာလင်းတို့တယောက်နေကြသေးရတယ်ရခိုင်ကအစီအကိုတိုင်းတလန်းနဲ့ကိုင်ဖွဲ့စည်းဆဲဘွဲကနေလက်မရေးထိုးထားခဲ့တော်လဲဆီယနာသိမ့်ပြေနောက် KNU CNF ABSD ရဲ့ PNL လို့ NSB AD နဲ့ NDU တို့ကစစ်ကော်မရှင်နဲ့တွဲဆောင်ဆွေးနွေးခြင်းမရှိတော့ဘဲခုခံတော်လှန်ရေးရှိပါတယ်။ နောက်ဆက်အပိကြအတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်